chapter 2 exponent rule saffron and name property အကြောင်းလေးတွေကိုကလေးတို့ကိုဒီချေပြပြပေးတော့မှာဖြစ်ပါတယ်။အဲ့တော့ chapter 2မှာဒီကတင်ရမှာကဒီချေတို့ကို exponent တွေကိုဘယ်လို evaluate လုပ်မလဲဘယ်လိုဖြည့်ရှင်းမလဲပြီးရင် rule of exponent တွေအကြောင်းကိုဘယ်လောက်သိထားမလဲဆိုတဲ့အကြောင်းပြောမယ်။အဲ့ဒီ rule တွေကိုပြန်ပြီးတော့ apply လုပ်တတ်ပါမယ်။ဒီတဲ့ခါမှာ square root တွေ cube root တွေကိုဖြည့်ရှင်တဲ့ပုံစံလေးတွေကြောင့်ကလေးတို့အဓိကသိထားဖို့လိုအပ်မှာဖြစ်ပါတယ်။ တော့ပထမဆုံး chapter 1မှာကလေးတို့သိခဲ့ပြီးွားပြီ property တွေထဲမှာ addition နဲ့ multiplication property တွေမှာ commutative property ဆိုတာဖလှယဂုဏ်သတိအမြောက်မှာလည်းရှိတယ်လို့ပေါင်းမှာလည်းရှိပါတယ်အစုစည်းတဲ့ property ကဖက်ဆက်ရဂုဏ်သတိကနန်း၃လုံးကိုပေါင်းခြင်းနဲ့အတူတူပဲကနန်း၃လုံးမြောက်တာဒီ order တွေသူရဲ့ grouping node အတန်း grouping node factor တွေကိုပြောင်းပြီးတော့မြောက်တာပဲဖြစ်ဖြစ်ပေါင်းတာပဲဖြစ်ဖြစ်အဖြစ်တူတူပဲဆိုတာသိထားရခဲ့တယ်။ identity property အပေါင်းဆိုင်ရာထပ်တူရာကုန်သက်သည့် multiplication ဆိုရင်အမြောက်ဆိုင်ရာထပ်တူရာကုန်သက်သည့် inverse ကကြတော့အပေါင်းမှာဆိုရင်0ရဖို့အတွက်ကို a ကို0ရအောင် minus a နဲ့ပေါင်းတယ်အဲ့တော့အမြောက်မှာဆိုရင်တော့ဒီဆယ်တို့က a နဲ့1 over a နဲ့ multiply လုပ်ရင်1ရတယ်။အဲဖြောင်းမြန်ကုန်သက်တည်းလို့ခေါ်ပါတယ်။ အဲ့တော့ဥပမာ2 multiply 1 over 2ဆိုရင်အဖြေ1ရတယ်အဲ့တော့ property လို့ပြောတဲ့အတွက်ဒီစရို့ဒီ unknown မှာ variable လေးတွေထည့်ပြီးရေးပါတယ်။နောက်ဆုံးတစ်ခုက distributed property distributed property မှာဒါတို့သမီးတို့သိထားဖို့ဟာအဲ parenthesis ထဲမှာရေးတဲ့ဟာဒီ plus တို့မဟုတ် minus လာပါတယ် parenthesis ရဲ့အပြင်မှာရေးတဲ့ဟာကကြတော့ multiply လာပါတယ်မတူညီတဲ့လက္ခဏာဆိုင်နှစ်ခုနဲ့ရှင်ပြီးရေးထားတယ်တနည်းအားဖြင့်ပြောရင်တော့ပြောင်းပြန်ပြန်ပြောရင်တော့ဒီချက်က common factor ကိုဖုံးပြန်ထုတ်လို့ရပါတယ် distributed property ကိုပြောင်းပြန်ပြန်ရေးမယ်ဆိုရင်အခုဒီမှာဖြောင်းဝေရကုန်တဲ့ဒီဆိုရင်ဒီ bracket ပြင်မှာရှိတဲ့ a နဲ့ bracket ထဲက b နဲ့မြောက်တယ်လို့ a နဲ့ c နဲ့လည်းမြောက်လို့ရပါတယ် ab ac ဆိုတဲ့အဖြစ်လေးရတယ် အဲ့တော့ဒီဘက်ကနေပြင်ကြည့်မယ်ဆိုရင်ကလေးတို့ဒီ AB AC မှာနှစ်ခုလုံးရဲ့ common factor က A ဖြစ်တဲ့အတွက် A ကိုပြန်ပြီးပုံထုတ်လို့ရတယ် A into B plus C နဲ့ပြန်ရေးပါတယ် ဒီဟာလေးကတော့ chapter 1မှာကလေးတို့သိခဲ့ပြီးတဲ့ property လေးတွေအကြောင်းပြန်တွေ့တာပါအခု exponent အကြောင်းကိုစာပြီးပြောမယ်ဆိုရင် exponent မှာဆိုရင်ဖတ်တဲ့အခါမှာဖတ်တဲ့နည်းလေးကိုစာပြီးတော့ပြောပါမယ်လေးကိုဥပမာနှစ်ခါမြောက်တယ်ဆိုရင်4 times 4 equal to 16အဲ့တော့လေးကိုနှစ်ခါမြောက်တဲ့အတွက်ဒီစရိုးကအရှိအဟိမရေးတော့လေးကိုနှစ်ခါပြောင်းရင် shorten form နဲ့ရေးနေဆိုရင်4 to the square power 4 square လို့ဖတ်ပါတယ်အတူဖတ်မယ်ဆိုရင်4 to the square power 4 to the power 2 power နှစ်ထပ်တင်လိုက်တယ်လို့ပြောတယ်အဲ့တော့ power နှစ်ထပ်တင်တယ်ဆိုတာ၄ကိုနှစ်ခါမြောက်တယ်လို့ကလေးတို့ပြောတာလီလီလီစချအဲ့တော့နောက်တစ်ချက်က3ကို3က3 to the fourth power သုံးကို၄တဲ့တင်ထားတယ်ဆိုရင်လို့မြောက်တာ3 times 3 times 3 times 3လို့မြောက်ပါတယ်။၃၃ပြီးက6 6 3လီ20 20ခွန်3လီ81 3အပေါင်း3အပေါင်း3အပေါင်း3နဲ့မမှားပါနဲ့3နဲ့3နဲ့ပေါင်း6 6နဲ့3နဲ့ပေါင်း9 9နဲ့3နဲ့ပေါင်း12ဒါကကြတော့အခုဒီတိချေတို့က3ကို4ကပေါင်းလာတာ 3ကို4ကပေါင်းတယ်ဆိုတာ3 times 4 3ကို4နဲ့မြောက်တာနဲ့အတူတူပဲ3လေးလီစနစ်အခုကကြတော့3ကြီးပဲဒီချေတို့4ကမြောက်ထားတာပါချေတို့ special rule လေးတချို့ကိုတည်ထားပါမယ် any number with the exponent of 0 the exponent power 0တင်ရင် exponent ကလည်း power နဲ့အတူတူပဲ index power နဲ့အတူတူပါပဲဘယ်ကိန်းကိုမဆို exponent power 0တင်ရင် သူရဲ့ answer တွေ1ရပါတယ်ဥပမာ4 to the power 0ဟာ1 2 over 3 power 0ကလည်း1ကြိုက်တဲ့ any number positive ဖြစ်တဲ့ဖြစ်ခြင်းဖြစ်မယ် negative ဖြစ်ခြင်းဖြစ်မယ် fraction ဖြစ်မယ်ကြိုက်တဲ့ any real number ကိုကလေးတို့ power 0တင်လိုက်အပြည့်1ရမယ်နောက်တစ်ချက် any number to the power of 1 is just ်တက်နံပါကြိုက်တဲ့ကနန်နံပါကိုကလေးတို့ပါဝါ1တင်အဲ့ဒီဂိမ်းပဲပြန်ရတယ်ဥပမာ8 to the power 1 8တက်ထက်ကအရှိပဲ2 by 3 power 1ကလည်း2 by 3အဲ့တော့ minus 3 power 1တည်းလဲအဖြစ် minus 3ပဲရ a to the power 1ကလည်း a ပဲရမယ်အဲ့တော့ဘောအားဟာဆိုရင် a to the power 0ကလည်း1ကြိုက်တဲ့ကနန်းကို power 0တင်တာနဲ့ကလေးတို့အဖြစ်1ဆိုတာသိတာပါမယ် Now the che any nama to the power of power of 2 is said to be square. power နှစ်ထပ်တင်ထားရင် square တင်ထားတယ်လို့မှတ်ရမယ်။ power တော့3ဆိုရင်ကျူတင်ထားတယ်။ဖတ်မယ်ဆိုရင်5 to the power 2 the 5 square. 5 to the power 3က5 cube. 5 square ရဲ့တန်ဖိုးဒီ9အမြောက်9 9 25 5 2 the 5 times 5 times 5 9 25 25 9 125 အခု negative integral exponent လေးအကြောင်းပြောမယ်။ for n နဲ့နာမှာ base a that is not 0 base ကကြိုက်တဲ့နံမှာဖြစ်လို့ရတယ် base ကဒါပေမဲ့0 base တော့ဖြစ်လို့မရဘူး။အဲ့ကောင်တွေကို power negative power တင်မယ် integral exponent တင်မယ်ဆိုရင်0ဒီ exponent ဒီ negative မဖြစ်စေတဲ့အတွက်ကြောင့်မလို့အောက်က base ကိုသူ့ရဲ့ reciprocal ကနေလေးပြောင်းမယ်။အဲ့တော့ဒါလေးတွေပြောင်းခင်မှာ ကလေးတို့ဒီအရင်ဆုံးသိထားရမှာ။ တိုးရဲ့ reciprocal နံပါတ်ဒီလန်ဂိန်းဒီ1 over 2ဆိုတာသိရမယ်3ရဲ့လန်ဂိန်းဒီ1 over 3အဲ့လိုပဲ2 by 3ရဲ့ reciprocal လန်ဂိန်းဒီအပေါ်နဲ့အောက်ကိုရေလိုပြောင်းပြန်လန်းလိုက်တယ်3 by 2ဖြစ်သွားတယ်ဒီမှာ2အောက်မှာ1ရှိတယ်3အောက်မှာ1ရှိတယ် and in real number ဓာတ်ရဲ့ real uh integer ဂိမ်းပြည့်ဓာတ်ရဲ့အောက်မှာ denominator ဒီ always 1ရှိတယ် အဲ့တော့1/2ကိုလန်လာရင်2/1ပြန်ရတယ်။အဲ့တော့အောက်က base tempo လေးတွေဒီ0မဟုတ်တဲ့ base tempo ဖြစ်လာမယ်။အဲ့ကောင်ကို power negative exponent တင်ထားမယ်ဆိုရင်ဆယ်တို့ဒီ base ကိုဖြောင်းပြန်လန်ရမယ်ဆိုတဲ့ concept လေးသိရမယ်။အဲ့တော့အခု a to the power negative အောက်က base က a a ကိုဆယ်တို့ဖြောင်းပြန်လန်လိုက်တဲ့အခါမှာ a ကိုဖြောင်းပြန်လန်လိုက်ရင်1 over a အောက်က base ကို reciprocal လန်လိုက်တာနဲ့အပေါ်က negative a သည် positive n ဖြစ်သွားတယ်။အပေါ်က negative n က positive n ဖြစ်သွားပါတယ်။အဲ့တော့ dn ကိုအပေါ်က numerator denominator အတွက်ဝင်ပြောက်လို့ရတယ်1 power n by a to the power n အပေါ်မှာခုနကပြော property တခုပြောခဲ့တယ် any number to the power of 1 1ကိုအောက်က base တန်ဖိုး1ကိုကြိုက်တဲ့ exponent ကလေးတို့တင်ပါအဖြေတည်ဝမ်းမဲ့ရအဲ့တော့သူရဲ့အဖြေတည်1 over a to the power n ဖြစ်သွားတယ်အဲ့တော့အခုဒီမှာကျတော့1 by x to the power negative n အောက်က1 by x base ကိုဒီလိုမြင်အောင်ကြည့်ရမယ်1 by x အဲ့ဒီ1 by x ကိုကလေးတို့ကလန်လိုက်တော့ x ဖြစ်သွားတယ်။အဲ့တော့ 1/x ကိုလှန်လိုက်ပြီးဆိုတာနဲ့ကလေးတို့ကအဲ x/1 power negative n ကနေ positive n ဖြစ်သွားတယ်။အဲ့တော့အောက်က denominator 1ဆိုမရေးလဲရတဲ့ x to the power n ဖြစ်သွားတယ်။အဲ့တော့ဥပမာလေးရေးကြည့်ရအောင်5 to the power negative 2အဲ့တော့အောက်က base တန်ဖိုးဒီ5 5ကိုဖြောင်းပြန် reciprocal လမ်းရင်1 over 5 အဲ့ဒါကိုပါဝါတင်ထားတာ negative 2ကနေ0 positive 2ဖြစ်သွားတယ်။အဲ့တော့1ကိုဘယ်နှထက်တပဲတင်နေ1ရရတယ်။1ကိုတင်စရာမလိုတော့ဘူး။5ကနှစ်ထက်ဖြစ်သွားတယ်ဆိုတော့5 times 5 9 9 25အဖြစ်ရ။အဲ့တော့နောက်တစ်ပုတ် example 2မှာ3 to the power negative 1အဲ့တော့အောက်ဘီ negative integral ကြီးဖြစ်နေတဲ့အတွက်ကျတို့ positive ပြောင်းမယ်။ positive ပြောင်းမယ်ဆိုရင်အောက်က base ကို3ကိုပြောင်းပြန်လာလိုက်တော့1 over 3 power က +1 ဖြစ်သွားတယ်။အဲ့တော့အဖြေဒီ +1 ကဘယ်ကင်းကိုမဆို power 1သင်ရရဲ့အဖြေဒီ is that number ဒီ number ပဲပြန်ရတယ်1 over 3။အဲ့တော့ example 3လေးကိုကြည့်ကြအောင်2 to the power negative 4 negative 4ဖြစ်တဲ့ positive ပြင်မယ် base ဖြစ်တဲ့2ကို reciprocal လန်လိုက်တယ်1 over 2အဲ့တော့ plus 4ဖြစ်သွားတယ်1ကို0 power တင်လဲ1ပဲရတယ် 2 power 4 2 power 4ရဲ့အဖြစ်ဒီနည်းနည်းလေးနည်းနည်းလေးရှိစနည်းလေး16အဖြစ်1 over 16နောက်ထပ် rule of the exponent လေးမှာ rule 1က1 multiply into terms with the same base အခြေတူတဲ့ terms နှစ်ခုကိုမြှောက်လို့ရှိရင်တဲ့သူ့မှာ base uh, exponent လေးတွေပါရင်အဲ့ဒီ exponent ကို add the exponent အခြေတူ base နှစ်ခုတူအခြေတူ gain နှလုံးမြှောက်ရင် ထက်ညွန်းတွေကိုပေါင်းဆိုတဲ့ rule လေးထွက်လာပါတယ်အခုဒီမှာ a power n multiply a power m base term ကိုနှစ်ခု a တွေတူတယ်အဲ့တော့ a တစ်ခါပဲရေးလိုက်တယ် power ဖြစ်တဲ့ m plus n n နဲ့ n နဲ့ပေါင်းလိုက်တယ်အခု example form မှာ lorem exponent ကိုသုံးမယ်အောက်က base term ကိုနှစ်ခုဆက်လိုက်တယ်တူတူပဲသူရဲ့ rule ကိုဝင်အောင်ရေးမယ် base ကိုတစ်လုံးပဲရေးမယ်မြောက်ထားတဲ့အတွက်2 plus 4အဲ့တော့၄နဲ့နှစ်နဲ့ပေါင်းလိုက်ရင်ဖြစ်ပြီး6ရတယ်နောက်တစ်ခါပြန်ဆရာမလို့ zero ကို expression အနေနဲ့ဒါပဲရေးခိုင်းရေးလိုက်ရအောင်နောက်တစ်ခု log of exponent ကိုသုံးမယ် base term 1 over 2နှစ်ခုတူတယ်တစ်ခါပဲရေးလိုက်တယ်1 over 2 exponent ဖြစ်တဲ့3 6 3နဲ့6နဲ့ပေါင်းရင်1 over 2 power 9ရပါတယ် Now the rule number 2 when dividing two terms with the same base အခြေတူတဲ့ gain နှစ်ခုကို divide လုပ်ထားမယ်ဆိုရင် subtract the exponent exponent တွေကိုနှုတ်ပေးမယ်အခုအခြေလေးတွေကိုကြည့်လိုက်တယ် a နှစ်ခုက divide လုပ်ထားတဲ့အတွက် a base ကိုတစ်ခါပဲရေးမယ် subtract လုပ်မယ် m minus n ဆိုတာတည်ရမယ် ယူစင်းတလောတော့ exponent ကိုသုံးပြီးတော့အခု3 power 5 3 to the power 2လို့ရေးထားတယ်။ root ကိုသုံးမယ်။ဆိုရင်3တခါပဲအဲရေးလိုက်တဲ့ base 2နေတဲ့အတွက် base ကိုတခါအပေါ်မှာ exponent ကိုကလေးလို့ကြည့်လိုက်တော့5နဲ့2နဲ့တွေ့တယ်။အဲ့တော့5နဲ့2နဲ့မှာဒီချက်တို့က positive ပဲထွက်ချင်တဲ့အတွက်အပေါ်ကိုလာပြီးတော့နှုတ်လိုက်မယ်။5အောက်ကကောင်က exponent ကအပေါ်ကိုတက်လာတဲ့ -2 equal to 3 power 3ရတကယ်လို့ဒါ3 squared over 3 power 5ဖြစ်ခဲ့ရင်ကလေးတို့ကအပေါ်မှာသွားပြီးတော့လာမနှုတ်တော့ဘဲနဲ့အောက်ကိုဆင်ပြီးနှုတ်လိုက်မယ်အဲ့တော့အပေါ်မှာကျန်ပါသည်1 times 3 squared by 3 to the power 5ကလေးတို့ထားအောင်မြင်ရမယ်အဲ့တော့ပေါ်မှာ1ကျန်ခဲ့မယ်3 5အောက်က အပေါ်မှာရှိတဲ့ plus 2ကအောက်ကိုရွှေ့လိုက်တယ် exponent ကိုအပေါ်အောက်ရွှေ့ရတဲ့တစ်ချက်လို့လက္ခဏာချိန်မယ် plus 2ကနေအောက်ရောက်တော့ negative 2ဖြစ်သွားတယ်1 over 3 power 3ဖြစ်သွားတယ် တော့ကလေးတို့ကိုအခုဒါလေးကိုပြောပြတာဒီ exponent ကအောက်မှာကြီးနေတဲ့အကောင် ပေးထားရင် အောက်ကိုဆင်းပြီးလာနှုတ်ပါ အပေါ်မှာကြီးနေတာပေးထားရင် အပေါ်ကိုသွားပြီးတော့နှုတ်ပါအပေါ်ကကောင် exponent ဒီအောက်ကိုရောက်လာရင်လည်းလက္ခဏာပြောင်းမယ်အောက်က exponent အပေါ်ရောက်ရင်လည်းလက္ခဏာ plus or minus minus or plus ပြောင်းပေးမယ်အခုဒီမှာ4 power 5 over 4 power 1 base တူနေတဲ့ base ကိုတစ်ခါပဲရေးမယ်5 1 = 4 to the power 4ရပါတယ် rule number 3 to take the then with the exponent to the power power exponent ကိုထပ်ပြီးတော့ power တန်ထားရင်နဲ့ multiply the power အဲ့ power power ချင်းမြောက်ရမယ်အခုဒီမှာ a to the power m အဲ့ဒါကို the whole power အဲ့တင်ထားတယ် power power နှစ်ခုမြောက်လိုက်တဲ့ base ကတစ်လုံးနဲ့ရေးထားတဲ့ m times n ဖြစ်သွားတယ် အခုဒီမှာပေးထားတဲ့3 square ကို power 4တင်ထားတယ်။အဲ့တော့4နဲ့4 8ဆိုပြီးတင်လိုက်တယ်။နောက်တစ်ချက်1 over 3ကို power 5တင်ထားတယ်။အဲ့တော့မှ the whole power 3ထပ်တင်ထားတဲ့အတွက်5 times 3ရ15ရတယ်။အဲ့တော့ example 8မှာကြည့်မယ်။အောက်က bracket ထဲကိုအရင်ကြည့်မယ် bracket ထဲမှာ4 to the power 3နဲ့4 to the power 2နဲ့ multiply လုပ်ထားရင် root number 1အရ0တို့ဒီ base 2တဲ့ကောင်နှစ်ခု multiply လုပ်ရင် exponent တွေပေါင်းမယ် 3+2 power 2ကျန်အဲ့တော့ပါ4 to the power 5 the whole square အဲ့တော့5 times 2ဟာ9 4 10ပြီးတော့မြင်တာတဲ့ဟာလေးနဲ့ချက်ပြမယ်။ဒါဆိုရင်2 power 2 the whole ju ဒါဆိုရင်2 square ကို3ခါမြောက်ထားတယ်လို့ပြောတာ2 square အမြောက်2 square အမြောက်2 square အဲ့တော့ base ကတစ်လုံးနဲ့ရေးတယ်2 4 6 2 power 6အဲ့တော့3နဲ့4 6အတူတူပဲအဲ့လိုမဟုတ်ဘဲနဲ့2 power 2အဲ့ဒါကိုကျွတ်ထက်တယ် အခုဒီမှာတင်ထားတာဒီ2ဟိုမှာ3တက်ထပ်တင်ထားတယ်အပေါ်ရင်ရှင်းမယ်အောက်က base က2နှစ်3တက်က8ရတယ်အဲ့တော့ဒီမှာ2 power 8ဒီမှာရတာဒီ2 power 6ကလေးတို့အဲ့နှစ်ခုကိုတတိထားမရောဖို့လိုအပ်ပါတယ်နောက်ဗီဒီယိုလေးမှာကလေးတို့ကို square root နဲ့ cube root အကြောင်းလေးတွေရဲ့ order တော့ operation အကြောင်းလေးကိုဆက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်